မင်္ဂလာပါရှင် မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီရဲ့နိုင်ငံသားဝင်ဝေးအဝင်အထွက်စီးရင်အမြင်မပြတ်စစ်ဆေးပြီးအပေါင်းဆွဲခွင့်ပြုမှုတွေကိုမင်းအောင်လိုင်ကတိုက်ရိုက်ကင်တွဲတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံရဲ့နိုင်ငံသားဝင်အဝင်အထွက်စီးရင်ကိုစစ်ကောင်ဆောင်မင်းအောင်လိုင်ကလာစဉ်အမြင်မပြတ်စစ်ဆေးကြည့်ရှုတဲ့အပြင်နိုင်ငံသားဝင်သုံးဆွဲမှုဆိုင်ရာအဆုံးဖြတ်တွေကို၎င်းကပဲတိုက်ရိုက်ကင်တွဲကြောင်းသိရပါရယ်။၂023ခုနှစ်အတွင်းမင်းအောင်လိုင်ကခန့်အပ်ခဲ့တဲ့နိုင်ငံသားသုံးဝင်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကအလွယ်တုံးစားမှု နဲ့အာဂတိလိုက်စားမှုတွေကြောင့်ရှာရူမဖင်ရှားခဲ့ပြီးဗိုလ်ချုပ်ကြီးများထွန်းကိုနိုင်ငံသားသုံးွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌအဖြစ်အစားထုတ်ခံခဲ့ကြောင်းမိုးမြင့်ထွန်းကိုဖင်ရှားပြီးရနောက်မြန်မာနိုင်ငံမှာနိုင်ငံသားဝင်ငွေသုံးစွဲမှုအထွက်စင်းများကိုမင်းအောင်လိုင်က၎င်းထံကိုလှဆင်ပုံမှန်စီရင်ခံစာတင်ပြစေကြောင်းသိရပါတယ်ရခိုင်ကနိုင်ငံသားသုံးွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဖြစ်ခဲ့တဲ့မိုးမြင့်ထွန်းကိုမင်းအောင်လိုင်ကအာဏာကုန်လွှဲအပ်ပြီးနိုင်ငံသားငွေသုံးစွဲမှုဆိုင်ရာကိစ္စတွေမှာတအူးရဲဆုံးဖြတ်လုပ်ပိုင်ခွင့်မပေးခဲ့ကြောင်းမိုးမြင့်ထွန်းကျူးလွန်တဲ့နိုင်ငံသားငွေအယ န်ဝင်ဆိုင်ရာအာဂတိမှုတွေဖြစ်ပေါ်လာပြီးနောက်ပိုင်းမှာတော့မင်းအောင်လိုင်ကနိုင်ငံသားငွေသုံးဆွဲရမယ်မြည်တီးကိစ္စမဆို၎င်းရဲ့ခွင့်ပြုချက်မပါဘဲမဆောင်ရွက်ဖို့ပမာဏကြီးမားတဲ့နိုင်ငံသားငွေသုံးဆွဲမှုတွေကိုနိုင်ငံသားသုံးွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများထုံးတော်ဦးတဲ့ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲမင်းအောင်လိုင်ရဲ့ခွင့်ပြုအတိပြုချက်တွေနဲ့သာဆောင်ရွက်ရကြောင်းသိရပါတယ်။ ဒါအပြင်မင်းအောင်လိုင်ကနိုင်ငံသားငွေကိုကုန်သွယ်မှုမှာလူငွေမရှိစေဖို့အတွက်၎င်းကိုယ်တိုင် PPCC ကိုက်တွဲညွှန်ကြားပြီးစစ်လက်နက်ပစ္စည်းများရဟင်းများနဲ့လင်းရင်ဝယ်ယူရေးကိုလည်း၎င်းကတိုက်ရိုက်ဆုံးဖြတ်ကြောင်းသိရပါတယ်။ရခိုင်တန်းရွှေလက်ထက်ကနိုင်ငံသားငွေစီမံခန့်ခွဲမှုတွေကိုကိုယ်တိုင်ကိုက်တွဲခြင်းမရှိဘဲအခြားဘူဇုံများကိုတာဝန်ပေးအပ်တော်လဲလက်ရှိမင်းအောင်လိုင်ကတော့နိုင်ငံသားငွေဆိုင်ရာမူဝါဒတွေကိုယ်တိုင်ချမှတ်ယုံတာမကနိုင်ငံသားငွေနဲ့ပတ်သက်တဲ့အသေးစိတ်စီမံခန့်ခွဲမှုတွေကိုပါဝင်ရောက်ပါဝင်ကြောင်းသိရပါတယ်။မေလ30ရက်နေ့နေပြီးတော့မှလောက် ဆောင်ခဲ့တဲ့ငလင်ပေးလုံးမြမစီဝိုင်းပြန်လဲကူစားခြင်းနဲ့ပြန်လဲထူထောင်ခြင်းသုံးသက်စုနေပွဲမှာအကြံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကမြန်မာနိုင်ငံမှာပြီးခဲ့တဲ့2024-2025ဘဏ္ဍာရေးနှစ်မှာပို့ကုန်အမေရိကန်ဒေါ်လာ14.8ဘီလီယံရှိပြီးသွင်းကုန်အမေရိကန်ဒေါ်လာ12.48ဘီလီယံရှိကြောင်းကုန်သွယ်ရေးပုံငွေမှာအမေရိကန်ဒေါ်လာ1ဘီလီယံကျော်ရှိကြောင်းကုန်သွယ်မှုအမေရိကန်ဒေါ်လာ28.29ဘီလီယံပိုရှိကြောင်းဒါပေမဲ့ကုန်သွယ်မှုမဟုတ်တဲ့ Non Trade မှာနိုင်ငံခြားလုံငွေပြမှုတွေများပြားကြောင်းဆိုပါတယ် နန်းထရိတ်ကြောင့်နိုင်ငံသားငွေ လုံငွေပြသနေခြင်းအကြောင်းရင်းတွေကိုစစ်စစ်ရမှာပြည်ပကိုထွက်ခွာမှုတွေများပြားလာကိုတွေ့ရပြီးနိုင်ငံသားငွေသုံးဆွဲမှုများပြားကြောင်းပြည်ပမှာတရားမဝင်ဖြစ်စည်းများတင်သွင်းမှုလည်းပါဝင်ပြီးတရားမဝင်ရောင်းဝယ်မှုများရှိကြောင်းမင်းအောင်လိုင်ကဆိုပါတယ်ပြည်ပမှာမာယူတင်သွင်းတဲ့ပစ္စည်းများပြားနေတာကိုတွေ့ရပြီးအဲ့ဒီနေရာမှာပြည်ရင်းထုတ်ကုန်များဖြင့်အစားထိုးနိုင်ဖို့လှုံ့ဆော်ကြမှာဖြစ်ကြောင်းမင်းအောင်လိုင်ကပြောဆိုခဲ့ပါတယ်နောက်ထပ်တပုံးအနေနဲ့ဖားဆောင်မြို့ခလာယာ134တရင်စကန်သိန်းတိုက်ပွဲမှာအရာရှိတဲ့စစ်သည်များပါဝင်စစ်တုံးမှန်90ထက်မနည်းဖမ်းဆီးရ ရှိပြီးဖားဆောင်မျိုးတစ်ခုလုံးကိုသိမ်းပိုင်ရရှိရန်နှိစက်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ပြည်ငင်းပြည်နယ်ဖားစောင်းမြို့နယ်ရှိစစ်ကောင်စီရဲ့ခလာရ134တိုင်ရင်စခန်းသိမ်းတိုက်ပွဲမှာစစ်တုံးပန်း90ထဲမှနဲ့ဖဲဆင်းရရှိထားကြောင်းကိုရင်ကြီးတော်လိုင်းတည်ရင်မြစ်တွေကပြောပါရယ်ဇွန်လ26ရက်ကစပြီးဖားစောင်းမြို့အခြေဆိုင်ကျန်းဖက်စစ်ကောင်စီရဲ့ခလာရ134တိုင်ရင်ကိုကိရင်ကြီးတော်လိုင်းတပ်ပေါင်းစုကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးအခုရက်ပိုင်းတွင်အဆိုပါတိုင်ရင်ကိုသိမ်းပန်းရရှိခဲ့ကြောင်းကြန့်ရှိနေတဲ့စစ်တပ်စခန်းတွေကိုဆက်လက်ပြီးထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရပါရယ်ဖားစောင်းတိုက်ပွဲအခြေအနေကကောင်းပါရယ်ခလာရ134တိုင်ရင်ကိုသိမ်းပြီးပြီး ကြံနေတဲ့တက်စကန်ကိုဆက်သိမ်းနေလို့အတိအကျပြောလို့မရသေးဘူးအားလုံးပြီးသွားတာနဲ့တရားဝင်ထုတ်ပြန်ပါလိမ့်မယ်လို့ KNY တော်လိုင်းသတင်းအရင်းမြစ်တွေကပြောပါရယ်အကြံဖက်စစ်ကောင်စီရဲ့ခလာရ134တရင်သိမ့်ပိုင်ရမှာဖားဆောင်ပြည်သူကာကွယ်ရေးတပ်အမှတ်1108တရင်မှာအသက်40ရွယ်ရဲဘော်ကျော်စိုးကဆိုင်းမောင်ကတိုင်းပြည်နယ်ပြည်သူအတွက်မြင်းမြတ်စွာအသက်ပေးလူသွားခဲ့ကြောင်းဖားဆောင်မျိုးနယ်ပြည်သူကာကွယ်တပ်ဖွဲ့ကထုတ်ပြန်ထားပါရယ်ကရင်ပြည်ဖားဆောင်မျိုးကိုတင်ယူနိုင်ဖို့အတွက်စစ်ကောင်စီတရင် ကာလာယာ134နဲ့135တိုင်ရင်တို့ကိုကီယင်းဒီဒေါ်လာတက်တွေက2024ခုနှစ်မေလ4ရက်နေ့ကလေးကထိုးစစ်ဆင်နေကြတာပါ။ဖားဆောင်မျိုးမှာစစ်ကောင်စီရဲ့ကာလာယာ134နဲ့ကာလာယာ135တိုင်ရင်နှစ်ခုသာရှိပြီးအဲ့ဒီတိုင်ရင်စခန်းနှစ်ခုစလုံးတင်ပိုင်နိုင်မှာကဖားဆောင်မျိုးနယ်တစ်ခုလုံးကဒေါ်လာတက်ဖွဲ့ရိထံကိုကြားရောက်သွားမှာဖြစ်ကြောင်းကီယင်းဒီဒေါ်လာတင်ရင်ရင်းမြစ်တွေကဆိုပါတယ်။ နောက်တစ်တပုတ်အနေနဲ့ပုံပြင်းရကနိုင်ငံပါတီတချို့ပါတီတဲဝင်ကြဖို့လိုက်လံစည်းရုံးနေတဲ့ကြောင့်တင်ဆက်ပေးပါမယ်။မုံပြင်းနယ်မှာစစ်ကောင်စီပြုလုပ်မဲ့အထွေထွေရွှေကပွဲဝင်ရောက်ရှင်းပြနိုင်ကြမယ်။နိုင်ငံပါတီတွေကပြည်သူတွေအနေနဲ့သူတို့ပါတီတွေနဲ့ဝင်ရောက်ကြဖို့လိုက်လံစည်းရုံးတာတွေရှိတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီထံကနေနိုင်ငံပါတီဖြစ်ပါတီမှတ်ပုံတင်ရရှိထားတဲ့နိုင်ငံပါတီတချို့ကဒေသခံပြည်သူတွေကိုမလုံပေးစည်းရုံးတာရွှေကပွဲလုံးပါတီဝင်တွေရဲ့လိုအပ်ချက်တွေဖြည့်ဆည်းပေးမယ်ဆိုပြီးပါတီနဲ့ဝင်ကြဖို့စည်းရုံးတာတွေရှိလာပါတယ်။ဒါ ားအပြင်တခြားနိုင်ငံပါတီကနေဗတ်ပြောင်းကုလသူတွေကိုလည်းလက်ခံကြိုဆိုတာနိုင်ငံရေးတွေ့ကြုံရှိသူတွေကိုလည်းနေရာတစ်ခုပေးပြီးထားရှိတာပြီးလှုံ့ဆော်နေသလိုမဲဆွယ်ကာလမှာအင်အားများပြားပြသနိုင်ဖို့အတွက်ဒေသခံပြည်သူတွေကိုပါတီရဲ့ဝင်ပုံနည်းမျိုးစုံနဲ့စည်းရုံးမှုတွေရှိလာတာဖြစ်ပါတယ်အမည်မဖော်လိုတဲ့မွန်ပြည်နယ်ဒေသခံတအုပ်ကပါတီနဲ့ဝင်ကြဖို့စီရင်မှုတွေမှာစစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံမှုပိုလုံးနေတဲ့နိုင်ငံပါတီတွေအများဆုံးတွေ့နေရပြီးစီးပွားရေးအဆင်မပြေတဲ့မိသားစုတွေကိုအဓိကပြတ်မှတ်ထားတယ်လို့ပြောပါရတယ်။ နိုင်ငံရေးပါတီတွေရဲ့မလုံပီစည်းရုံးမှုကြောင့်တချို့ဒေသခံတွေကပါတီဝင်ဖြစ်ဝင်ရောက်သွားတာရှိတယ်လို့တချို့တွေကတော့စစ်ကောင်စီရဲ့ရွှေကပွဲကိုအယုံကြည်မရှိတာကြောင့်ဝင်ရောက်တာမရှိဘူးလို့သူကဆက်ပြောပါတယ်။ အာနာသိန်းစစ်ကောင်ဆောင်ကအထွေထွေရွှေကောက်ပွဲကိုဒီနှစ်ကုန်ပိုင်းနဲ့လာမယ့်နှစ်အစမှာပြုလုပ်သွားမယ်လို့ပြောကြားပြီးတဲ့နောက်စစ်ကောင်စီရဲ့ရွှေကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ကြမယ်နိုင်ငံပါတီတွေကပါတီဝင်အသစ်တွေကိုလိုက်လံစီယုံနေတာပေါ့ပါတီဝင်ဖြစ်စီယုံရမှာမပုံတင်ခြင်းမရရှိကြသေးတဲ့သူတွေမပုံတင်ရရှိဖို့မြေယာကိစ္စကူညီဆောင်ရွက်ပြီးတာမိသားစုစာဝင်တွေအဆင်ပြေစေရမယ်ဆိုတဲ့ပြောဆိုချက်တွေနဲ့စီယုံမှုတွေရှိပါတယ် မွန်ပြည်နယ်မှာစစ်ကောင်စီကပြုလုပ်မဲ့ရွှေကောက်ပွဲကိုပြည်တော်စုကြံခိုင်နဲ့ဖွံ့ဖြိုးရေးပါတီ၊ပြည်သူ့ရှေ့ဆောင်ပါတီ၊ပြည်သူ့ပါတီ၊မွန်ညီညွတ်ရေးပါတီ၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ် SNDP အမျိုးသမီးပါတီမွန်အပါအဝင်နိုင်ငံပါတီချုပ်ဝင်ရောက်ရှင်ပြိုင်ဖို့ရှိနေပါတယ်။ နောက်ထပ်တစ်ပုဒ်အနေနဲ့မန္တလေးမှာငလင်တန်တင်းအဆောင်ပြင်ဆင်ဖို့လှုပ်သားရှားပါနေရဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးမြို့မှာငလင်တန်တင်းအဆောင်ပြင်ဆင်ဖို့ပင်ရနဲ့လက်သမားလှုပ်သားရှားပါနေကြောင်းမြို့ကန်တွင်ကပြောပါရယ်မန္တလေးမြို့မှာငလင်ဘေးဒဏ်တင်းအဆောင်တွေကိုပြင်ဆင်မှုတွေစတင်ပြုလုပ်လာခြင်းပြင်ရမယ့်အဆောင်နဲ့ပင်ရနဲ့လက်သမားအင်အားမလောက်ကပဲလှုပ်သားရှားပါနေရလို့မြို့ကန်တွင်ကပြောပါရယ် အလုတ်သမားကဘယ်မှကုမီရတာစောင်းရအောင်ပဲပြောတယ်လို့အစာအုပ်ပြင်ဖို့စောင်းနေတဲ့မြို့ကန်တောင်ကပြောပါတယ်။ပယံလက်သမားငားရန်ကရီနှစ်ဆမြင့်တက်နေရတော့ငားလို့မရတာလို့မြို့ကန်တွေကဆိုပါတယ်။နှစ်ဆဘေဘီခေါ်ထားတာဒါကိုဟိုဘက်ဆိုင်ကလည်းမပြတ်သေးတော့ခဏသွားပြရအောင်ပဲဆိုလို့ပြန်ရက်ထားတယ်လို့ချမ်းမြသာစီမြို့နယ်ကအိမ်ပြင်နေတဲ့မြို့သားတောင်ကပြောပါတယ်။ပြိုတဲ့အစာအုပ်များတာကြောင့် အပြင်တဒတ်ဦးစကိုင်းမင်းကွန်းဘတ်တွေကပင်ရန်လက်သမားတွေကစစ်ကောင်စီရဲ့စစ်မှုတန်းအတမဖမ်းဆီးမှုတွေကြောင့်မန္တလေးမြို့ပေါ်မလာရဲတော့လို့လုံသားအင်အားနေပါရတာလို့လဲမန္တလေးမြို့ကန်တွေကပြောပါတယ်မန္တလေးမြို့မှာငလင်ကြီးလှုပ်ခတ်ပြီးတာ၃လကျော်ခဲ့ပြီမြင်ဒီကနေ့ထိအပြက်စီးတွေကိုပြည်သူတွေကိုယ်တိုင်ကိုယ်တူကိုယ်တာရှင်းလင်းနေရပြီးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုမဆနိုင်သေးဘူးလို့ပြောခဲ့ကြောင်းသတင်းမှာဖော်ပြပါရှိပါတယ်ရှင်